ကောသလလူမျိုးတွေထဲမှာထိတ်တန်းအမျိုးຫນွယ်ဖြစ်ပြီးတော့ပစ္စည်းဥစ္စာလဲကျွဲဝရယ်ဟိမွန်တာတောင်ချေမှာနေတဲ့ပုဂ္ဂိုလ်တွေဆိုတာအေးစေးစေးနေလို့မရဘူးလေယာတိဥဒုဆိုတာအမတမအေးတာအေးတဲ့ယာတိဥဒုမှာနေတဲ့ပုဂ္ဂိုလ်တွေကစိတ်နဲ့အိတ်နေလို့ရှိရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးအင်တမကြိုးစားအထောက်ကြရတယ် ကျိုးစားအထုတ်မှုမရှိတဲ့အရကတူတွေကဘယ်လိုတော့ဆိုရင်ဇာတိဥရုကလည်းကောင်းတယ်အစာရေစာလည်းကောင်းတယ်ဆိုရင်အဲ့ဒါအိပ်ပြီးစားနေကြတာဘာမှမလုပ်တော့မြန်မာပြည်ကလူတွေလို့ပေါ့ဟိမတာတောင်ချေကလူတွေကအလုတ်သိပ်လို့ရတယ်ဘာလို့တော့ဆိုတောင်ချေဆိုတော့ဟိမွန်တာရဲ့ဒေသကအလွန်အေးတာအလွန်အေးတော့စနိုးတွေဘာတွေကြတာတွေဘာတွေဖြစ်လာတဲ့အခါ ဒီစနိုးတန်တွေကာဝယ်ဖို့အလုံးလုံးရတယ်ခုကြည့်ဥရောပကလူတွေကြည့်ဂျာမနီတို့အင်္ဂလန်တို့ဆောင်းရာသီရောက်လို့စနိုးကြပြီဆိုလို့ရှိရင်ဒီလူတွေအေးဆေးဆေးနေလို့ပဲရအောင်စနိုးတွေထဲမှာယုံကံပြီးတော့နေကြယုံကံပြီးတော့တီထွင်တယ်ဘာလို့တီထွင်တော့အသက်ရှင်မှုအတွက်သူတို့လောက်ရတာအသက်ရှင်မှုအတွက်ချုပ်တင်ပြင်ဆင်ရတာ ဆောင်းရသည်စနိုးကျနေပြီဆိုရင်မြေပေါ်မှာအကုန်လုံးစနိုးတွေဖုံးနေတော့မြက်တောင်မှမကြံဘူးစားစရာတောက်ရှိတော့ဘူးစိုက်လို့ပြုတ်လို့လည်းမရဘူးဒါကြောင့်မလို့ချွတ်တင်ပြီးတော့လှုပ်ရစနိုးဆိုတာကြတဲ့အချိန်မှာတော့အလုံးစနိုးဆိုတာတွေ့ဘူးပါလိမ့်မယ်ငယ်ငယ်ကရေခဲချစ်စားတဲ့လူတွေလို့အဲ့ဒီတဲ့လူတွေသူက စလို့ပေါ်မှာလမ်းလျှောက်လို့အလွန်ကောင်းတယ်။ဇွတ်ဇွတ်နဲ့လမ်းလျှောက်လို့ကောင်းတယ်။သို့တော်ရာလီဥဒုကရုတ်ချင်းပြောင်းသွားတတ်တယ်။ဇီရိုအောင်ရောက်အေးသွားပြီဆိုလို့ရှိရင် ဟောဒီစလို့တွေကခဲသွားတယ်။ခဲသွားရင်ရေခဲတုံးကြီးလိုမှန်မြင်ကြီးလိုဖြစ်သွားပြီးဒီပေါ်လမ်းလျှောက်ရင်တော့လဲမှာပဲ။လဲရင်တော့ပြန်ထဖို့မကြိုးစားလိမ့်မယ်။ခက်ခဲတယ်။ပြန်ထဖို့ခက်ခဲသွားတယ်။ အဲ့တော့ဘာလို့ရတော့ဆိုရင် စနိုးတွေကြလာပြီဆိုရင်ဒီစနိုးတွေဖယ်ရှားပစ်ဖို့ကြိုးစားကြရတယ်အဲ့ဒီနိုင်ငံတွေမှာရုန်းကန်နေရအများအားဘုန်းကြီးတို့အမေရိကန်နေတော့ဟာဆိုရင် ဆောင်းရသည့်စနိုးကြပြီဆိုရင်၃နိုင်လောက်ကထပြီးတော့စနိုးရှင်းတဲ့ကားကြီးတွေတကြောင်ကြောင်မောင်းနေတာလမ်းမှာဒီစနိုးတွေကိုဖယ်ပစ်နေမဖယ်လို့ရေကဲတုံးကြီးတွေဖြစ်သွားပြီဆိုရင်ကားရောလူရောသွားလို့ရတော့မှာမဟုတ်တော့ဘူး ိုယ်အိမ်တကားကလည်းတကားဖွင့်လို့ရမှာမဟုတ်ဘူးအဲ့တော့ဇိမ်နဲ့အိမ်နေလို့မဖြစ်ဘူးတဲ့စလို့ရာကြီးရောက်လာပြီဆိုလို့ရှိရင်ပေါက်ပြားတလက်ကင်ပြီးတော့စလို့တွေကော်ထုတ်ရတဲ့အလုပ်ကိုလုပ်ရတယ်ပြင်းနေလို့မရဘူးလှေကားတွေပေါ်စလို့ကြလို့ရှိရင်တော့စားတွေကိုတိမ့်ထားပြီးအဲ့ဒီစားပြုတ်လိုက်ရင်စလို့ကအရေးပြောကြတော့လေကားတွေပေါ်မှာလည်းရှင်းထားတယ်အရေးကိစ္စရှိလို့ထွက်ချင်စနိုးတွေဖုံးနေလို့ ရေခဲဖြစ်သွားရင်ထွက်ဖို့မတမခဲနေဘောဓုတရှိအောင်ဘုန်းကြီးတို့လည်းအင်းကြီးထထဝဘောချင်းနေစီးခေါင်းကိုလုံအောင်ဆောင်းအထထခြေအိတ်လဲဒီကင်ပြီးစနိုးတော့ကော်ခဲ့ရသေးတာပဲကျောင်းပေါ်ကပိတ်နေမှာဆိုတော့နော်အဲ့တော့အဲ့ဒီကလူတွေကအမတမကြိုးစားကြရတယ်အဲ့ဒါကြောင့်မလို့ပြောတာဖះလောင်းကဟိမန္တတောင်ချေက ဒီကနေကြည့်လိုက်ရင်ဖြောင်းပြောက်ဟောဒီမြောက်ထဲမှာဟိမန္တတောင်ချေမှာသူ့ရဲ့ဒေတာရှိပါတယ်ကောသလတိုင်းတွေကထက်တန်းကြတဲ့မျိုးရိုးတခုပစ္စည်းဥစ္စာလည်းကျွယ်ဝတယ်လုံလဝီရလည်းအမ္တမကောင်းတဲ့မျိုးရိုးကပါလို့ဒါမြတ်စွာဘုရားအလောင်းကဗိမိတ္တရမင်းကိုဒီလိုပြောခဲ့